မင်္ဂလာပါရှင်အမဒီနေ့ချက်ပြမှာတော့ chicken curry ဖြစ်ပါတယ်ရှင် chicken ပါ curry မှာပါဝင်မဲ့ပစ္စည်းတွေကတော့ခဲရင်ဒီပါမယ်ငရုတ်သီးစိမ်းပါမယ်ကျက်သုံးနှလုံးပါပါမယ်ပြီးလို့ရှင် A1 curry ကိုအသုံးပြုပြီးတော့အုံးတို့အနှစ်ပါမယ်နွားတို့ပါပါမယ်ရှင် ဒါကတော့စိတ်ကပူစတိုင်ဖြစ်ပါတယ်။စက်သားအိုက်ခါရင်ချက်ချင်ရောအာလူကိုဘုံကြောမယ်။ပြီးလို့ရှိရင်ချက်ကန်းကာရီမှာပါတဲ့အနှစ်ကလေးကိုသုံးပါပေါ့နော်။ဒါသူ့ရဲ့အနှစ်ထုပ်မှတစ်ခါလေးပြပေးတာ။စိတ်ကပူစတိုင်ပါအဲ့မှာကြက်တုံလေးကိုမှုရင်းလေးအောင်ကြော်ပြီးနည်းနည်းလေးကြော်ပြီးဆိုတော့အမဘာလုပ်မလဲဆိုတော့ဒီကြက်သားကိုထည့်လိုက်မယ်။ဟမ်။ဒါစိတ်ကူလောက်တဲ့စတိုင်ပေါ့နော်။ကြက်သားကိုမှမှုလိုက်မယ်နဲ။နော်ဒီကြက်သားကိုမှုလိုက်။ ဆင်ကုမှာကြက်သားခါရီကဒီလိုချက်ပါရနော်ကဲကြက်သားလေးကဒီလိုအဝါရောင်တန်းလာပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီဆင်ကပူဆက်တိုင်ရရပါတော့ဒီမှာဒီရခုန A1 chicken curry အထုပ်လိုထည့်မယ်နော်ဒါတွေကိုအကုန်ထည့်ထည့်ပြီးတော့အနံ့ထွက်တဲ့ထီကိုမှွေပြရပါမယ်ရှင်ဒါတွေကိုအကုန်ထည့်ပါမယ်နားလေနော်လက်တစ်ဖက်ထဲဆိုတော့ အဲ့ဒီအနှစ်တွေကိုထည့်ပြီးဆိုရင်ဒီလိုလေးမှုေပေးထားရပါမယ်နော်ဒီလိုလေးမှုေပြီးတော့ဒီလိုမျိုးလေးလှုပ်ထားပြရပါမယ်ဒီကြက်သားကိုပေါ့နော်အနမ်းထွက်အောင်လို့နည်းနည်းလေးအုပ်ထားပေးမယ်ပေါ့နော်ပြီးလို့ရှိရင် အမကဘာသုံးမလဲဆိုတော့ဒီအုံးတို့အနှစ်ကိုသုံးပါမယ်ထည့်လိုက်ရပြီနော်အာလူလေးကိုထည့်လို့ရပြီအာလူလေးကိုထည့်တော့ဘာလုပ်မလဲဆိုတော့မှုေပါမယ်ရှင်ဒီအာလူနည်းနည်းကြက်သားလေးကိုမှုေပြီးသွားပြီဆိုရင်ဒီလိုလေးထားလိုက်မယ်နော်ဒီလိုလေးခဏထားလိုက်မယ် ကဲပြီးပြီဆိုရင်အမဒီအုံးလို့လေးကိုထည့်ပါမယ်ရှင်ဒီအုံးလို့လေးသုံးမယ်နော်ဒီအုံးလို့လေးကိုထည့်မယ်ဒီအုံးလို့လေးကိုထည့်ပြန်တဲ့အမမှုိမ့်မယ်နော်မှုိမ့်မယ်ပြီးလို့ရှိရင်အမနွားနို့တစ်ခွက်ထည့်ပါမယ်နွားနို့တစ်ခွက်ထည့် ါကတော့စင်ကာပူချစ်ကန်ခါရီပေါ့เนาะချက်ပါလို့ပေါ့เนาะခရင်နေဒီလေးတွေကပြဲပြောင်ဆိုင်တော့အမကမနှက်ပြန်ကြရင်ပြန်ပူအောင်မဆိုတော့အမခရင်ကြီးတွေကိုရမ်းပြဲအောင်မထားတော့ဘူးဒီလိုလေးပဲထားလိုက်တော့ပါမယ်ချက်ပါပြီရှင်လို့ငရုတ်သီးစိမ့်နေတာပြန်သူမောသွားနေတယ်ပေါ့เนาะငရုတ်သီးမှဲ့နေတယ်ကဲချက်ပါပြီရှင်စားပါဦး 查吧微信，查吧微信。